အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာစက်သားကပောင်ကျော်ခေါ်စက်ပင်စိန်ကျော်လေးကြော်စားဖြစ်ပါလေရှင်ဆက်ရတာလဲလွယ်ပူမြန်ဆန်ပြီးအရသာရှိတဲ့ဟင့်တစ်ခွက်ဖြစ်တာမို့ဗီဒီယိုလေးကို အဆုံးထိကြည့်ပေးကြပါအောင်နော်စက်ကပောင်ကျော်ဖို့အတွက်စက်ရင်ပုံ၂၀စက်သားကိုကုလူမျိုးလေးနုံနုံဆင်ထားပေးပါလေရှင်ကုလူမျိုးနုံနုံမဆင်ပဲနဲ့တခါလဲ ready made စက်သားကိုဝယ်မယ်ဆိုလဲရပါတယ် ဒါကတော့ဒီကမ္ဘာကျော်ဖို့အတွက်အဓိကမပါမဖြစ်တဲ့ပင်စင်ရွက်ပဲဖြစ်ပါတယ်။ဒီနေရာမှာဗမာပင်စင်ထဲကပောင်ရွက်လို့ခေါ်တဲ့ UDF ပင်စင်ရမယ်ဆိုရင်တော့ပိုကောင်းပါတယ်ရှင်။ကျွန်မကတော့အလွယ်တကူဝယ်လို့ရတာလေးပဲထည့်ထားပါတယ်။ပြီးရင်စက်တွင်ပြူကိုမာလောက်ရဲ့အဆက်ရတာနဲ့အယောင်အတွက်ကိုတော့မေယူသီးစိမ့်အနီတောင်ကိုတုံးထားပါတယ်။ပေးသီးကိုလည်းတုံးတောင်းလောက်တုံးထားပါတယ်ရှင်။ဒီနေရာမှာပေးသီးကိုမဆိုင်လို့မထည့်ချင်လို့ဆိုလို့ရပါတယ်နော်။ ပေးပြီးပို့တော့အခုဗီဒီယိုမှာပြထားတဲ့အတိုင်းအကြက်မြအောင်လို့ကျမကတော့အတုံးတတိလေးကြီးလှိထားပေးလိုက်ပါတယ်ရှင်ကဲလို့ဒီလိုမျိုးတီးတာမဟုတ်ဘဲနဲ့ကစီလေးနဲ့ညှက်မယ်ဆိုရင်လည်းရပါတယ်เนาะမိမိကြိုက်နဲ့တက်တဲ့ပုံစံလှူဖြတ်လို့ရပါလိမ့်ရှင်ပြီးရင်တော့မြေသီးစိမ့်နဲ့စက်သွန်ဖြူကိုမညက်တဲ့ညက်အနေထားလေးထောင်းထားပေးလိုက်ပါမယ်ရှင်ဒီနေရာမှာငရုတ်တီအနေများကတော့မိမိစိတ်ကြိုက်ချင်နိုင်ပါတယ် တကယ်လို့ပိုကအဆက်အများကြီးမစားနိုင်တဲ့သူဆိုရင်တော့မယူသီးကိုနည်းနည်းပဲထည့်ပါရှင်အခုလိုမညက်တညက်အနေထားလေးထားမိသွားပြီဆိုရင်တော့မယူသီးထောင်းတာလေးရပါပြီပင်စင်းရွက်လေးတွေကိုလည်းအရွက်လေးတွေချွေထားပေးပါမယ်ရှင်ပင်စင်းရက်ကတော့ကျွန်မအလွယ်တကူဝယ်လို့ရတဲ့ဗမာပင်စင်းလေးပဲတုံးထားပါတယ်။ကပောင်ရက်ကတော့ဒီနီးနားမှာဝယ်ရတာအဆင်မပြေရနဲ့ပဲအဆင်ပြေရလေးနဲ့ပဲချက်လိုက်ပါမယ်ရှင်။ ားလုံးပြင်ဆင်ပြီးသွားပြီဆိုရင်တော့စကြုပ်ဖို့အတွက်ဦးရဲကိုစီထည့်လိုက်ပါမယ်။ကျုပ်တလုံးကိုအရင်ကြော်လိုက်ပါမယ်ရှင်။ကဖောင်ကြော်ဆိုရင်တော့ကျုပ်ကြော်လေးနဲ့တွဲဆမှာလိုက်ဖက်တာမို့လို့ကျုပ်တလုံးကိုမကြက်တကြက်လေးကြော်ပါလိုက်ပါမယ်။ကျုပ်ကြော်ထားတာလေးရပြီဆိုရင်တော့ပကံတစ်ခုထဲမှာဆယ်ပြီးတော့ထည့်ထားလိုက်ပါမယ်ရှင်။အနေငယ်များနေတဲ့စီလေးတွေကိုလည်းခတ်ထုတ်ပြလိုက်ပါမယ်။ ပြီးရင်တော့ငရုတ်တီချက်ပြမျိုးမြင်းရဲတင်းရဲထောင်းထားတာလေးကိုထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်ရှင်။ငရုတ်တီစိတ်နဲ့လေးပြောက်ပြီးတော့အနံ့လေးမှုလာတဲ့ထီအောင်လို့စီတက်ပေးပါမယ်။အနံ့လေးမှုလာအောင်စီတက်ပေးပြီးပြီဆိုတာနဲ့ကြက်သားနှုံးနှုတ်ဆင်ထားတာလေးကိုထည့်ပြီးတော့ကြောက်ပေးပါမယ်ရှင်။ကြက်သားထည့်ပြီးွားရင်တော့ရေမထည့်ပင်လေဒီကြက်သားကထွက်တဲ့အရေလေးတွေ ဖမ်းလာတဲ့အထိအောင်လို့ခဏလောက်ငိုကြည့်တော့ကြော်ပြနေပါမယ်ရှင်။တသားကထွက်တဲ့ရေလေးတွေအနှဲငယ်ခမ်းလာပြီဆိုတာနဲ့အသားတွေပူပြီးတော့ကျက်သွားအောင်လို့ရေလေးအနှဲငယ်ထပ်ပြီးတော့ထည့်ပေးလိုက်ပါမယ်။ဒီနေရာမှာရေအနှဲများကတော့မိမိစိတ်ကြိုက်ထင်နေပါလို့ရှင်။ကိုကအရေးစိုးစိုးလေးနဲ့စားတယ်လို့ဆိုရင်တော့ရေကနည်းနည်းများပြီးတော့ထင်နေပါလေ။ ရေထည့်ပေးပြီးသွားပြီဆိုတာနဲ့အရသာအတွက်စားနဲ့အသီးရွက်ဟင်းခတ်မှုကိုလက်ဖက်စားစွန်းနဲ့တဝက်စာစီလောက်ထည့်ပေးပါရစေ။တင်းငံပြာရဲ့အသီးခေါင်းစိမ့်ကိုလည်းခမင်းစားစွန်းနဲ့တစွန်းစာလောက်ထည့်ပါမယ်။ပြီးရင်ခရုစီကိုလည်းခမင်းစားစွန်းတစွန်းစာထည့်ပါရစေ။တင်းငံပြာရဲ့အနောက်ကိုတော့အယောင်လေးရဖို့အတွက်လက်ဖက်စားစွန်းတစွန်းစာလောက်ပြီးထည့်လိုက်ပါရစေ။ ။တခြားကိုလည်းလက်ဖက်စားစွန်းတစွန်းစာလောက်ထည့်ပြီးတော့အားလုံးသမအောင်မှုသေးပြီးရတယ်။ပေးသီးပြီးထားတာလေးတွေပါထည့်လိုက်ပါမယ်။ပြီးရင်တော့မီးပြင်းပြင်းလေးနဲ့တမိနစ်လောက်ဖွေးကျော်ပြီးလိုက်ပါမယ်ရှင်။ကြပင်းနေရင်လည်းအရသာလေးမြည်ကြည့်ပြီးတော့လိုအပ်တာကိုထက်ပြီးတော့ပြင်ဆင်နိုင်ပါလိမ့်ရှင်။အရသာလေးအနေနဲ့ပေါ်နေပါနဲ့ဘဲငယ်ပြားရဲ့အချီလေးနည်းနည်းထက်ပြီးတော့ဆက်လက်ပါမယ်။ အရသာနှမ်းဆက်တော့အောင်လို့ခဏလောက်ဟိုပြီးပြီးတော့ကိုစိတ်တဲ့အရသာရပြီဆိုတာနဲ့နောက်ဆုံးကျရင်ပင်စင်းရွက်လေးအုပ်လိုက်ပါမရှင်။ဒီကနဲ့မီးဘူးရှင်ပင်မင်းလေးနဲ့လင်ကားကျက်လောက်မှုကျော်ပေးလိုက်မယ်ဆိုရင်တော့ရပါပြီနော်။ဒါဆိုရင်တော့ပင်စင်းနယ်လေးမှုပြီးအရသာဆက်ဆက်လေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ချက်ပင်စင်းကြုံလေးကိုရပါပြီရှင်။ ရတာလွယ်ကူမြန်ဆန်ပြီးအရသာရှိတဲ့ဟင်းတစ်ခွက်ဖြစ်တဲ့စက်သားကပ်ပေါင်းကျော်လေးကိုအိမ်မှာကိုယ်တိုင်ကြိုစားကြည့်ပါရှင်။ဗီဒီယိုလေးကိုအစမ်းပြေကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။အမရဲ့ YouTube channel လေးကလည်းလွယ်ကူရရှင်တဲ့ hint ချက်တွေမဟုတ်လို့မျိုးတွေကိုတင်ပေးနေတာမို့လို့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးလုပ်ပြီးတော့အားပေးကြပါဦးနော်။ဒီနေ့ video လေးကတော့ဒီလောက်ပါပဲရှင်။ဒါဆိုနောက်ထပ် video လေးတွေမှာပြန်ပြီးတွေ့ကြမယ်နော်။